ကမ္ဘာသမိုင်းတခြားဂျပန်နေကျူးလွန်ခဲ့တဲ့မမောင်မိုင်ဆုံးဆေးရသဝဲမှုကြီးအကြောင်းကြားဘူးကြ။ကမ္ဘာသမိုင်းတခြားလူအချင်းချင်းရဲရဲဆက်ဆက်တပ်ဖြတ်ခဲ့တဲ့လူမျိုးတုံးတပ်ဖြတ်မှုတွေအကြောင်းသိလာလို့မေးရင်လူတိုင်းရဲ့ကောင်းတဲ့ပေါ်လာမှာကဂျူးချောက်တန်အသက်ခံရတဲ့ဖြစ်ရပါမယ်။တကယ်တော့ဂျူးချောက်တန်အသက်ခံရတဲ့ဖြစ်ရအပြင်တခြားလူသိနေတဲ့လူမျိုးတုံးတပ်ဖြတ်မှုတွေအများကြီးရှိပါသေးတယ်။အဲ့ဒီထဲမှာတရုတ်လူမျိုး3000ကျော်အသက်ခံခဲ့ရတဲ့နန်ကင်းလူမျိုးတုံးတပ်ဖြတ်မှုကြီးအကြောင်းကသိတဲ့သူရှိပေမဲ့စစ်သမိုင်းအကြောင်းတွေကို စိတ်ဝင်စားတဲ့သူတွေတော့ပဲသိကြတယ်။ဒါဆိုဒီလူမျိုးသုံးတက်ဖြတ်မှုကြီးကဘလို့ကနေစဖြစ်ခဲ့တာလဲ။ဘသူတွေကကျူးလွန်ခဲ့တာလဲ။ဒုတိယကမ္ဘာစစ်ဖြစ်နေတယ်။1939-45ခုနှစ်အတွင်းတကမ္ဘာလုံးမှာလူသေဆုံးမှုများစွာဖြစ်ခဲ့တယ်။ဒီထဲမှာနန်ကင်းလူတက်မှုကလည်းတစ်ခုအပါဝင်ပါပဲ။ဒီပြဿနာရဲ့အစကမန်ချူရီယန်အင်ဆီဒန့်ဆိုတဲ့ဂျပန်တွေတရုတ်ပြည်မြောက်ပိုင်းကိုဝင်တိုက်တဲ့ပြစ်စင်ကစတယ်။ဖြစ်ချင်တော့အဲ့ဒီမန်ချူးတိုက်ပွဲကတရုတ်စစ်တုပ်ပန်းတယောက်ကိုလိုက်ရှာဖို့တရုတ်ပြည်ရဲ့ မာကိုပိုလိုတံတားကိုဖျက်ပြီးဝမ်ဖိန်းမျိုးတဲကိုဝင်ဖို့လှုပ်ခဲ့ကြတယ်။ဒါပေမဲ့တရုတ်စစ်တပ်ဘက်ကဝင်ခွင့်မပေးဘဲအငင်းခုန်ဖြစ်နေကြတဲ့အချိန်မှာတနက်ပြစ်တံတစ်ချက်ထွက်လာပြီးမာကိုပိုလိုတံတားစစ်ပွဲကြီးစဖြစ်တော့တာပါပဲ။ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာတစ်ခုကအဲ့ဒီတနက်ကိုတရုတ်ကစပြစ်တာလား။ဂျပန်တပ်သားတွေကပဲပြစ်လိုက်တာလားဆိုတာကအခုချိန်ထိဖြေမထွက်ခဲ့ဘူး။နောက်တစ်ခုအနေနဲ့အဲ့ဒီအချိန်တုန်းကဂျပန်စစ်တပ်ဘက်ကနိုင်ငံတော်တော်များများကိုလိုက်သိမ်းပြီးကဘာလုံးကိုလွှမ်းမိုးမယ်ဆိုတဲ့လူမျိုးကြီးစိတ်ဝင်နေတဲ့အချိန် ပြီးရင်အဲ့ဒီအချိန်မှာဂျပန်နဲ့တရုတ်ရဲ့အပူတစ်တွေကလည်းရှိထားပြီးသားဖြစ်တဲ့အပြင်ဂျပန်နိုင်ငံကလည်းကြောင်မီးသွေးတို့ရေနံစီတို့လိုမျိုးတွင်းထွက်ပစ္စည်းတွေလိုအပ်နေတဲ့အချိန်ဒီမာကိုပိုလိုတရားပြစ်ခတ်မှုကိုအရင်ခံပြီးဒုတိယတရုတ်ဂျပန်စစ်ပွဲကြီးဖြစ်လာခဲ့ပါတယ်ဖြစ်လာတဲ့အချိန်မှာရန်စီမြစ်တစ်လျှောက်လုံးမှာရှိတဲ့မြို့တွေကိုဝင်သိမ်းတယ်ဝင်သိမ်းတဲ့အချိန်မှာနန်ကင်းမြို့ကလည်းအဲ့ဒီရန်စီမြစ်တစ်လျှောက်မှာရှိတဲ့မြို့တွေတဲကတခုအဲ့ဒီအချိန်မှာပဲဂျပန်စစ်တပ်ရဲ့နန်ကင်းလူအစုလိုက်ပုံလိုက် တပ်ဖြတ်မှုကြီးစဖြစ်ပါတော့တယ်။ဒီဖြစ်ဖြစ်အစားဆုံးကိုပြောရရင်ပထမဆုံးမာကိုပိုလိုတံတားစစ်ပွဲဖြစ်တယ်။ပြီးတော့ဆိုင်နိုစစ်ပွဲကြီးဖြစ်ပြီးအဲ့ဒီဆိုင်နိုစစ်ပွဲကပဲနန်ကင်းမြို့လူသတ်မှုကြီးကိုဖြစ်စေခဲ့တယ်ပေါ့ဗျာ။ဒါဆိုရင်နန်ကင်းလူသတ်မှုကြီးဖြစ်ရတဲ့အကြောင်းရင်းကိုရှင်းသွားလောက်ပြီထင်တယ်။အဲ့တော့နန်ကင်းလူသတ်မှုကြီးမှာလူတွေဘလောက်တည်ဆုံးခဲ့လဲ။ဂျပန်တွေလူမဆန်တဲ့လောက်ရက်ကြီးကိုဘယ်လိုမျိုးကျူးလွန်ခဲ့လဲဆိုတာကိုဆက်ပြောပြမယ်။တကယ်တော့ ရန်စီမြစ်တစ်လျှောက်လုပ်ခဲ့တဲ့လူသတ်မှုကနန်ကင်းမျိုးတစ်ခုတည်းမဟုတ်ခဲ့ဘူး store string god လို့ခေါ်တဲ့လူအများကြီးတတ်ခဲ့တဲ့အဖြစ်အပျက်တွေလည်းအများကြီးရှိခဲ့တယ်ဒါပေမဲ့နန်ကင်းလူသတ်မှုကြီးမှာတည်ဆုံးခဲ့တဲ့လူကြီးအတွက်ကပိုပြီးများတယ်လေးလာထားသလောက်ဒီဖြစ်စဉ်မှာတည်သွားခဲ့တဲ့လူဦးရေက3,800ကျော်ရှိပြီးတော့အချို့စည်ရင်းတွေမှာကြာတော့2,000ကျော်လို့ပဲဖော်ပြထားတာတွေလည်းရှိတယ်ဒါပေမဲ့ဂျပန်တွေကသူတို့တတ်ခဲ့တာ3,000လောက်ပဲရှိတယ်လို့ပြောကြတယ်သူတို့ကအဲ့လိုပြောပေမဲ့ဂျပန်ပိုင်းစောက်မန်ချူရီးယားယထာကုမ္ပဏီက 1938ဇန်နဝါရီလကနေမက်လာအတွင်းမှာတင်သူတို့မြေမြုပ်ပေးခဲ့ရတဲ့အလောင်းပေါင်း3000လောက်ရှိတယ်လို့ပြောပြခဲ့တယ်။တခုရှိတာကဒီနဂင်းအဖြစ်ပြက်တစ်ခုလုံးကို1938ခုနှစ်ကနေ1938အထိတနှစ်ကျော်ကြာဖြစ်ခဲ့တာပါပဲ။တပ်ခံရတဲ့လူတွေထဲမှာ ထောင်သားတွေပြည်သူတွေဒီစစ်ပွဲနဲ့လာလာမှမဆိုင်တဲ့သူတွေအကုန်ပါတယ်။ပြီးရင်ထောင်ထဲရှိတဲ့မိမတွေကိုစနစ်တကျမရင်ကျင်နဲ့တတ်တယ်။ကိုလက်အင်္ကာတွေဖျက်ပြီးနှိမ့်ဆက်တယ်။ စစ်သားလို့ထင်ရတဲ့ယောက်ျားမှန်သမျှကိုလည်းပစ်သားတွေကိုတတ်တယ်လို့မျိုးတန်းစီပြီးတတ်တယ်။တတ်ပြီးသွားတဲ့လူတွေမှန်သမျှကိုလည်းရန်စီမြစ်ထဲပစ်ချတယ်။တတ်တဲ့အချိန်မှာလည်းရိုးတနန်းတနန်းနဲ့ပစ်တတ်တာမျိုးပဲမဟုတ်ဘူး။လှမ်းနဲ့ထိုးဆိုင်ပြီးတတ်တယ်။အရှင်လက်လက်မြေမြုပ်တတ်တယ်။ဆက်တနန်းနဲ့ပစ်တတ်တယ်။မီးရှို့ပြီးတတ်တယ်။မီးခဲပေါ်ကိုအဝတ်တွေချွတ်ပြီးထိုင်ခိုင်းတယ်။သူတို့ကြောင့်ကိုဝင်ရသွားတဲ့မိန်းကလေးတွေဆိုရင်လေမရင်းထက်ကျင်ပြီးဘိုက်ထဲကတရေသားကိုဆွဲထုတ် မေရောကလေးကိုပါလှန်နဲ့ထိုးတတ်တယ်ရက်ဆက်တဲ့နီလမ်းမှန်သမျှကိုသုံးပြီ တက်ခဲ့တယ်ပေါ့ဗျာပြီးရင်လူသက်ပြိုင်ပွဲပါလုပ်ပြီးလူအများဆုံးတတ်နိုင်တဲ့သူကအနိုင်ဆိုတာမျိုးလုပ်ခဲ့ကြသေးတယ်မိတ်ဆွေတို့အင်တာနက်မှာကိုယ်တိုင်လေ့လာကြည့်မယ်ဆိုရင်ခုထက်ဆိုးတဲ့ပုံစံနဲ့လူသေးအလောင်းတွေတန်းစီပြီးတွေ့ရပါလိမ့်မယ်တကယ်လို့အခုနားထောင်နေတဲ့သူတွေထဲမှာနန်ကင်းရဲ့အဖြစ်အပျက်တွေရက်ဆက်မှုတွေအကြောင်းကိုလေ့လာကြတယ်ပို့ပြီးသိကြတယ်ဆိုရင် Trainout app ထဲက The Race of Nankin ဆိုတဲ့စာအုပ်ထဲမှာအတန်နဲ့ရောစာနဲ့ပါလေ့လာနိုင်ပါတယ် Trainout app ဆိုတာကနိုင်ငံတကာကကမ္ဘာကျော်စာရေးစရာတွေရဲ့စာအုပ်ပေါင်း600ကျော်ကိုမြန်မာဘာသာပြန်ပေးထားပြီး အတန်နဲ့ရောစာနဲ့ပါအချိန်မရွေးနေရာမရွေးဖတ်ရှုနားဆင်နိုင်တဲ့ audio book တွေလည်းပါဝင်တာကြောင့်စာဖတ်ဖို့အချိန်မရှိတဲ့သူတွေအခုပဲ Play Store နဲ့ App Store မှာ download ဆက်ပြီးဒီနေ့ကစပြီးစာတွေဖတ်ဖို့တိုက်တွန်းလိုက်ပါတယ်ဒါဆိုရင်ဒီလိုလူမဆန်တဲ့လောက်ရကြီးကိုလှုပ်ဖို့အမိန်ပေးခဲ့တာသူလဲဂျပန်စစ်သားတွေကဘာကြောင့်ဒီလိုလောက်ရမျိုးကိုလုံနိုင်တာလဲဆိုတာစဉ်းစားစရာတစ်ခုဖြစ်လာပါပြီဒီမေကွန်းရဲ့အဖြေကတော့စစ်သားဘဝတွေကသူတို့ရဲ့ဖိနှိပ်ခံထားရတဲ့စိတ်တွေကိုအခြားသူတွေစီမှာပုံချပြစ်ခြင်းနဲ့စိတ်ကြောက်ပါပဲဂျပန်တပ်သားတွေကတပ်သားဘဝတွေက အထက်လူကြီးရဲ့ဖိနှိပ်မှုတွေနှိပ်စက်မှုပေါင်းစုံတွေကိုခံခဲ့ရပြီးဗဇက်ကသွေးထွက်မှတ်တဲ့ပားရိုက်တာကိုလည်းအပြုံးမပြပဲခံစားခဲ့ရပါသေးတယ်။ပြီးရင်အဲ့လိုလှုပ်ခံရတဲ့အချိန်မှာလဲချစ်လို့လှုပ်တာလို့ပဲသူတို့စိတ်တွေကို brain wash လုပ်ထားခံရတယ်။ဒီလိုစိတ်မွန်းချက်မှုတွေကသူတို့ရဲ့ကိုယ်ပိုင်ဇယိုက်လက္ခဏာတွေကိုဖျက်ဆီးပစ်လိုက်ပြီးစိတ်ရုပ်တွေလိုခံစားချက်မဲစေပါတယ်။လိလာချက်တွေအရဂျပန်စစ်တပ်ရဲ့အနေဆုံးတပ်သားတယောက်ကတရုတ်စစ်တပ်ရဲ့ယာရုမြင့်တပ်သားထက်ကိုပိုရက်ဆက်ပြီးတိုက်ရိုက်ခိုက်ပိုကောင်းတယ်လို့သိရပါတယ်။ပြီးရင်နောက်ထပ်အဖြေတစ်ခုက တရုတ်လူမျိုးတွေအပေါ်ထားတဲ့မုံတရားနဲ့ငငယ်ကလေးကတရုတ်ဆိုတာနဲ့မုံတရားပညာရေးနိုင်ငံရေးစတဲ့ဗပောင်းဆောင်ကနေ brain wash တွေလှုပ်ထားကြပါတယ်ဆိုတော့ဒီလိုအကြောင်းအကျောင်းတွေကြောင့်နန်ကင်းမြို့ရဲ့လူဦးရေ9သိန်းမှာ3သိန်းကျော်လောက်ကလူမဆန်သွားနဲ့အသက်ခံခဲ့ရတယ်လူဦးရေ9သိန်းမှာ3သိန်းကျော်အသက်ခံခဲ့ရတာဆိုတော့ကျန်တဲ့လူတွေကဘာကြောင့်အသက်ရှင်ခဲ့တာလဲဆိုတဲ့အကြောင်းသိဖို့တော့လိုလာပါပြီအဲ့ဒီအချိန်တုန်းကနန်ကင်းမှာစီးပွားရေးလုပ်နေတဲ့ဥရောပနဲ့အမေရိကန်နိုင်ငံသားတချို့ကနန်ကင်း safety zone ကိုဖန်တီးပေးနိုင်ခဲ့လို့ပါပဲ ဒီလိုမျိုးဖန်တီးပေးတယ်ဆိုတာလည်းရှင်းပါတယ်သူတို့တွေအားလုံးကဒီလိုလူမဆန်တဲ့အဖြစ်အပျက်ကြီးကိုလက်မခံနိုင်တဲ့သူတွေဖြစ်နေတာချောင်းပါပဲအဲ့ဒီလူတွေထဲမှာနန်ကင်းမှာရှိနေတဲ့အနောက်နိုင်ငံသားအယောက်၂၀လောက်ပါဝင်ခဲ့တယ်ဒါပေမဲ့ဒီလိုကူညီပေးခဲ့တဲ့သူတွေထဲမှာနန်ကင်းအကြောင်းလေးလာနေတဲ့သူတိုင်းသိထားရမယ့်လူတစ်ယောက်တော့ရှိနေပါတယ်အဲ့ဒီလူကတော့ဂျွန်ရိပ်ဆိုတဲ့နာမည်ကြီးဂျာမန်နိုင်ငံသားစီးပွားရေးသမားတစ်ယောက်ပါပဲပြီးရင်အန်ဟောဘူကောင်းတာတစ်ခုကဂျွန်ရိပ်ဟာနာစီပါတီရဲ့ခေါင်းဆောင်တွေထဲကတစ်ယောက်လည်းဖြစ်ပါသေးတယ် နာဇီဝါဒကိုထောက်ခံတဲ့သူတယောက်ကလူတွေအသက်မခံရအောင်ကာကွယ်ပေးခဲ့တယ်ဆိုတော့နည်းနည်းတော့မယုံနိုင်ကြတော့ဖြစ်နေပါတယ်။ဒါပေမဲ့သူ့အကြောင်းကိုလေးလာကြည့်တော့သူကဂျူးလူမျိုးတုံးတပ်ဖြတ်မှုကိုလည်းအာမပေးခဲ့သလိုနာဇီဝါဒကိုတန့်စင်တဲ့ဆိုရှယ်လစ်ပါတီတစ်ခုအဖြစ်လက်ခံထားတာကိုတွေ့ခဲ့ရတယ်။ပြီးရင်တရုတ်ပြည်သူတွေကိုကာကွယ်ပေးနိုင်ဖို့အတွက်နန်ကင်းလူတပ်မှုကြီးဖြစ်ကြတဲ့ကအဲ့ဒီကနေထွက်မသွားပဲမြို့ထဲမှာပဲဆက်နေခဲ့တယ်။နေရဲခဲ့တာလည်းမထူးဆန်းပါဘူး။ဘာလို့ဆိုသူ့လိုလူတယောက်ကနာဇီခေါင်းဆောင်ဆိုတဲ့အရှိန်အဝါကိုတုံးပြီ ဂျပန်စစ်တပ်တွေကြားထဲမှာ CIA အထာနဲ့နေလို့ရတယ်လေပြောရရင်ဂျပန်တပ်သားတွေကသူ့လက်မောင်းကတစိ့ကိုမြင်တာနဲ့ဂျာမန်ဆိုပြီးတော့ကိုတမ်းမြင်ကြတာပါပဲခုနကပြောခဲ့တဲ့နန်ကင်း safety zone ရဲ့ဥက္ကဋ္ဌကလည်းသူပဲအဲ့ဒီ zone ထဲမှာနိုင်ငံခြားတန်ယုံတွေနန်ကင်းတက္ကသိုလ်လိုနေရာတွေပါဝင်ပြီးဂျပန်စစ်သားတွေဝင်ခွင့်မရှိဘူးလို့တရားဝင်ကြေညာထားတယ်အဲ့လိုကြေညာနိုင်မှုကလည်းဂျပန်နဲ့ဂျာမန်နှစ်နိုင်ငံဆက်ဆံရေးကိုတုံးပြီးဂျပန်တွင် safety zone ရဲ့စီးမြင့်တွေကိုလိုက်နာဖို့အတွက်အတော်ညှိနှိုင်းခဲ့ရတယ်ဒီဖြစ်ပျက်တွေကိုအမြင်နဲ့မြင်တွေ့နေရတဲ့ rape က ူ့ရဲ့မှတ်တမ်းစာအုပ်တွေထဲမှာလူအစုလိုက်ပြုံလိုက်အသက်ခံရတာတွေမိရှုပျက်စီးတာတွေရဲ့အကြောင်းတွေကိုသေစိတ်မှတ်တမ်းထင်ထားတယ်။ပြီးတော့ဒီမတ်စုနဲ့ဗီဒီယိုမှတ်တမ်းတွေကြောင့်နန်ကင်းကဖြစ်ရဆိုကြီးအကြောင်းကိုတစ်ကဘာလုံးတတိထားမိခဲ့ပါတယ်။တကယ်တော့ဒီလိုမျိုးတရုတ်ပြည်သူတွေကိုကောက်ွယ်ဖို့လှုပ်ခဲတဲ့နာဇီဆိုတဲ့ခေါင်းစဉ်ကသူ့ရဲ့နာဇီခေါင်းဆောင်ဆိုတဲ့ယာနုခိုတော်ထိခိုက်နိုင်တယ်။ဒါပေမဲ့သူကမမှုပဲလူသားတွေဘက်ကနေရက်တီခဲ့ပါတယ်။ဒါကြောင့်လဲတရုတ်ပြည်ကသူ့ကို The Oscar Chandler's of China ဆိုတဲ့ခုံပုံးနဲ့တင်စားတာခံခဲ့ရတယ်။ဒီတော့အပေါ်မှာမေးခဲ့တဲ့မေးခွန်းကိုပြန်ဆက်ရရင် ဒီအဖြစ်ပြက်ဆိုးကြီးနဲ့ပတ်သက်ပြီးတာဝန်ရှိတာဘသူလဲတရုတ်စစ်တပ်ကညံ့ခဲ့တာလားဒါမှမဟုတ်ဂျပန်တွေကလည်းလူမဆန်ခဲ့တာလားဒီမေကွန်းကတော့ရှင်းပါတယ်ဂျပန်တွေပဲပေါ့ဒါပေမဲ့တခုရှိတာဒီလိုလုံရက်နဲ့ပတ်သက်ပြီးဂျပန်တွေရဲ့အမြင်တွေကမျိုးစုံကွဲထွက်နေတယ်တချို့ကဂျပန်တွေဒီလိုရက်ဆက်တာဟာစစ်ပွဲရဲ့ပြင်းထန်တဲ့တိုက်ပွဲကြောင့်တချို့ကြတော့လေအထက်ကမိန်ပေးလို့ဆိုပြီးပြောကြပါသေးတယ်။သမိုင်းကိုပြန်လည်ကြည့်မယ်ဆိုရင်နန်ကင်းလူတက်မှုကြီးကစစ်သမိုင်းတစ်လျှောက်လူသားတွေရဲ့သမိုင်းတစ်လျှောက်အမောင်ပိုင်ဆုံးအဖြစ်ပြက်တွေတဲကတစ်ခုပါပဲ။ဒါပေမဲ့ ဘသူမှအပြစ်ရှိတယ်လို့နာမည်တက်ပြောရမယ်ဆိုရင်ဂျပန်စစ်တပ်ရဲ့ပို့ချုပ်အီဝါနီမာဆူအီနဲ့မင်းသားယာဆူအီကိုအစကပါပဲသူတို့ရဲ့အမိန့်တွေပေါ်မူတည်ပြီးဒီလိုဖြစ်ရက်တွေကဖြစ်လာခဲ့တာပါဂျပန်တပ်သားတွေရဲ့အမိန့်ကိုတသွေးမသိမ်းလိုက်နာကြပုံကိုမပြောလေတည်ပြီးသားဖြစ်ကြမယ်လို့ထင်ပါတယ်မင်းသားအာဆာကာကကျင်းသားတွေအကုန်လုံးကိုတတ်ဖြစ်ဖို့အမိန့်ပေးစာတွေထွက်ပေါ်လာဘူးသလိုဂျပန်တွေနန်ကင်းမှာလူ၃သိန်းလောက်ကိုတတ်ခဲ့တယ်ဆိုတဲ့ဝါစာတွေကိုလည်းအမေရိကန်တွေဖော်ထုတ်ခဲ့ပူးပါတယ် ဒီအတွက်လည်းဒုတိယကမ္ဘာစစ်ကြီးအပြီးမှာဗိုလ်ချုပ်မာဆူအီအပါအဝင်ဂျပန်စစ်သားတွေတရားစွဲခံခဲ့ရတယ်လို့မာဆူအီလည်းတေဒန်နဲ့ထောင်ချခံခဲ့ရတယ်။ချုပ်အနေနဲ့ပြောရမယ်ဆိုရင်နန်ကျင်တပ်ဖြတ်မှုကဂျပန်စစ်တပ်ရဲ့ကြိုတင်စီမံထားပြီးခွင့်ပြုပေးတာရာဇဝတ်မှုကြီးတစ်ခုပါပဲ။ဒါဆိုရင်အခုပြောပြသွားတဲ့နန်ကင်းမြို့ကလူအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုကြီးနဲ့ပတ်သက်ပြီးဘလို့ထင်မိကြလဲ။ဂျပန်နေအတွက်ဘလို့အပြစ်ပေးမှုကအထိုက်အတန့်ဆုံးဖြစ်မယ်လို့ထင်လဲ။ကိုယ့်ရဲ့ထင်မြင်ချက်တွေကိုကောမန့်မှာမျှဝေသွားကြပါအောင်ခင်ဗျာ။ ရွှေနှုတ်အပ်ထဲမှာအကောက်ဖွင့်လိုက်တာနဲ့အခမဲ့ဆောက်ဆယ်ဥတောင်ဖက်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့ဆောက်အကောင်တွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှထောင်လို့ရလို့အခုပဲတော့ဖက်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ Application အသုံးပြုပုံအသေးစိတ်ကိုလည်းရွှေနှုတ် Facebook Page မှာမြင်မြင်နိုင်ပါတယ်ရှင်။